တကယ်အပြင်လောကကတာဇန်ရုပ်ရှင်တွေကတာဇန်ကိုမေ့လိုက်ပါဒီလူကတော့တော်ရဲမှာ42နှစ်လုံးလုံးနေထိုင်ခဲ့တယ်တကယ်အပြင်လောကကတာဇန်ဆစ်ဆစ်ပါ သူ့နာမည်ကဟိုဗန်လန်ပါ ဇလန်ကစမ်းကြဲ့တလို့စက်သိန်းကဝမ်းနဲ့ဆရာကောင်းပါတယ်1982ခုနှစ် VNN စစ်ပွဲကာလမှာသူ့အဖေဟာအမေရိကန်တွေရဲ့ဘုံတံကြောင့်ဇနီးနဲ့သားသမီးနှစ်ယောက်ကိုဆုံရှုံလိုက်ရပါတယ်။ဒါကြောင့်ကြောက်လန့်ပြီးကြံရစ်တဲ့နှစ်နှစ်အရွယ်သားလေးကိုပွေပြီးတော်နှက်ထဲကိုထွက်ပြေးသွားခဲ့တယ်။အဲဒီနေရာစပြီးသားအဖနှစ်ယောက်ဟာ လူရင်းနဲ့လုံဝအဆက်အသွယ်ဖြစ်ပြီး42နှစ်ကြာအောင် တော်ရဲမှာပဲနေခဲ့ကြပါတယ်။ တပင့်ပေါ်မှာအိမ်ဆောင်နေတဲ့သစ်ခေါက်တွေကိုအဝတ်လဝတ်တဲ့ကြက်တွေ၊မွေတွေ၊မြောက်တွေကိုဖန်ဆားပြီးအသက်ရှင်ခဲ့တယ်။အော်ဆရာအကောင်းဆုံးကတော့ပိုဗန်လန်ဟာအသက်40ကျော်တဲ့အထိကဘာပေါ်မှာအမျိုးသမီးဆိုတဲ့မျိုးစိတ်ရှိမှန်းတော့မသိခဲ့ပါဘူး။အဖေဖြစ်သူကလည်းသူ့ကိုမပြောပြခဲ့ပါဘူး။2013ခုနှစ်ရောက်မှဒေတာခန်တွေကတွေ့ရှိပြီးသူတို့ကိုမြို့ပေါ်ပြန်ခေါ်လာခဲ့ကြတယ်။လမ်းဟာကလေးလေးတယောက်လိုပဲကားရီမီရီကိုကြည့်ပြီးအံ့ဩနေခဲ့တယ်။ ဒါပေမဲ့ဝမ်းနဲ့ဆရာကတော်ရဲမှာ၄၂နှစ်လုံးလုံးကျန်းမာခဲ့တဲ့တာဆန်ကြီးဟာမြို့ပေါ်ရောက်ပြီး၈နှစ်အကြာ၂၀၂၁မှာတော့ကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။အဖေဖြစ်သူကလည်းတအားဖြစ်သူမဆုံးခင်၄နှစ်အလိုမှာလူကြီးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။တချို့ကပြောကြတယ်ခင်မီရဲ့လူအဖွဲ့အစည်းကသူ့ကိုတတ်လိုက်တာပါတဲ့။ တော်ရဲမှာနှစ်ပေါင်း40နေတုန်းကဘာယောဂါမှမဖြစ်ခဲ့ပေမဲ့မြို့ပေါ်ရောက်မှပြုပြင်ထားတဲ့အစာအစာတွေနဲ့အရက်သေးစားတွေကြောင့်သူ့အသက်တိုခဲ့ရတာလို့မိတ်ဆွေတွေထင်လားကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦးနော်အခုလို့ဘဟုသုတရဖွယ်ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့တိလွေရာ channel လေးကို follow လုပ်ပေးခဲ့ကြပါဦးနော်အဆုံးမြင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်